ခန်းထားပေမဲ့မှန်းထားသလားမဖြစ်ခဲ့တဲ့နေရာများနံပါတ်1အနေနဲ့ကတော့ကမ္ဘာအမြင့်ဆုံးသင်္ကြန်ကြီးမျိုးဖြစ်ပါတယ်အရင်တုန်းကဆိုရင်လန်ဒန်မှာသင်္ကြန်ကြီးရှာပါလုံးခဲ့တာကြောင့်လူတွေလည်းတော်တော်လေးအခက်တွေ့ရကြပါတယ်အဲ့ဒီအချိန်မှာပဲဘီသူကပညာရှင်တဦးကအေရီယာအခြေအဝန်နည်းနည်းလောက်နဲ့သင်္ကြန်လုံနိုင်မဲ့နီလန်းကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကတော့အရင်တုန်းကလိုပိရမစ်ကြီးတိဆောက်ပြီးတော့အထဲမှာလူတွေလောင်းနေထဲထားဖို့ပါ။အဲ့ဒီလိုနဲ့လန်ဒန်မှာအထက်60လောက်ထိပါဝင်တဲ့ပိရမစ်ကုသညာကြီးဆောက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ အခုချိန်ဒီလန်ဒန်ကအမြင့်ဆုံးအဆောက်အုံတော်မှာ65တပ်ပဲရှိသေးတာမို့လို့အဲ့ဒီခက်နဲ့ရှင်လိုက်မယ်ဆိုရင်ဒီပိရမစ်ကတော်တော်လေးကြီးနေမှာဖြစ်ပါတယ်။ဒါကြောင့်လူတွေကလည်းချက်တေတုံးတဲ့အဆောက်အုံကြီးကိုအဲ့လောက်အကြီးလောက်ရမလားဆိုပြီးတော့ဆန္ဒတွေဝိုင်းပြခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ပြည်သူတွေရဲ့ဆန္ဒကြောင့်အစိုးရလည်းပိရမစ်ကြီးဆက်မဆောက်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။မဟုတ်ရင်တော့လန်ဒန်သားတွေလည်းမနက်နိုးလာတိုင်းမှာကော်ဖီလေးတစ်ခွက်နဲ့တင်ညာကုန်ကြီးလှမ်းကြည့်နေရမှာဖြစ်ပါတယ်။နံပါတ်1နေနေကတော့ချန်စီယိုကြီးပါ။ အမေရိကန်နဲ့မက္ဆီကိုနိုင်ငံနှစ်ခုရဲ့နယ်စပ်ဒေသတွေအားဆိုရင်ခိုးဝင်နေများလုံးလို့အလုပ်ရှုံနေရတာဖြစ်ပါတယ်။အဲလိုနဲ့2016ရွေးကောက်ပွဲမှာသမ္မတဖြစ်လာမဲ့ဒေါ်နယ်ထရန့်ကအမေရိကန်နဲ့မက္ဆီကိုကြားမှာမိုင်းပေါင်း1000ကျော်ရှေ့လျားတဲ့ချန်စီယိုကြီးစောက်ပေးမယ်လို့ကြေညာပေးခဲ့ပါတယ်။အဲလိုနဲ့ထရန့်တယောက်ရွေးကောက်ပွဲမှာနိုင်သွားတော့ဂရိအတိုင်းပဲချန်စီယိုကြီးစောက်ပေးခဲ့ပါတယ်။ဒါပေမဲ့သူစောက်ပေးခဲ့တဲ့ချန်စီယိုကြီးဆိုတာကတော့ ဒီလူဆိုရင်ချွေးတော်မထွက်လိုက်ပါဘူး။ပါ။နဗီချန်စီယိုရှီကလည်းဂရိပေးထားတယ်လို့မျိုးမိုင်းတထောင်မဟုတ်ပဲနဲ့မိုင်းပေါင်း450ပဲဆက်လုပ်ခဲ့တာပါ။တကယ်တော့ဒီချန်စီယိုတွေကနည်းနည်းအရချန်စီယိုတွေမဟုတ်ပါဘူး။ဒီဇိုင်းလောက်အောင်လို့ဘိသူကပညာရှင်တွေပါခေါ်အပ်ထားပြီးတော့8ဘီလီယံလောက်ထိပါကုန်ကျခဲ့တယ်လို့သိရပါတယ်။အခုတော့ဒေါ်လာ10ဘီလီယံလောက်တန်တဲ့ချန်စီယိုကြီးကိုဇယက်လိုပဲဝင်ငွေနိုင်ဝင်ထွက်ချင်နိုင်ထွက်နေကြပြီလေဖြစ်ပါတယ်။အမှတ်3နည်းကတော့ခါနာနေတဲ့ဆေးရုံကြီးပါ။အခုမြင်နေရတဲ့ဆေးရုံကြီးကတော့ဂျပန်နိုင်ငံယိုကိုဟာမာမြို့မှာတည်ရှိပါတယ်။ Gundam လို့ခေါ်တဲ့ anime series တွေကဇော့ကောင်စိတ်ယုတ်ကြီးရဲ့ပုံတူဖြစ်ပါတယ်။ကြည့်ရတာတော့မိုက်တယ်ဆိုပေမဲ့ကုန်ကျစရိတ်ကိုကြားလိုက်ရင်တော့တိတ်မမိုက်တော့ပါဘူး။ဒီကောင်ကြီးကိုစောက်တုံးကဒေါ်လာတန်း100ကျော်တောင်ကုန်ကျခဲ့တာဖြစ်ပါတယ်။တန်း100တန်းစိတ်ယုတ်ကြီးဆိုတော့ဟန်ပြတတ်တတ်တော့မဟုတ်ပါဘူး။စိတ်ယုတ်ဒီကောင်လူမျိုးတကယ်လှုပ်လှရှားလို့ရတယ်လို့သိရပါတယ်။အဲ့လိုပြောလို့စေယုတ်ကြီးအာဂါတာလေးထပြန်သွားမယ်ထင်နေရင်တော့မှားသွားပါပြီ။အရှိကိုတုံးလန်းတီတီရှောက်နိုင်မှာဖြစ်ပြီးတော့အနောက်ကိုတုံးလန်းတီတီပြန်ဆုတ်နိုင်မှာဖြစ်ပါလေ။ထူးခြားချက်အနေနဲ့ညာဘက်ဒူးလေးတစ်ဖက်ပါထောက်လို့ရအောင်ပါ။ ကြည့်ရတာဆေးဥထွန်းတဲ့သူကရီစာစိတ်ကောက်ရင်ချုပ်ဖို့အတွက်တီးတန့်ဒီဇိုင်းထုတ်ထားတဲ့ပုံရပါနံပါတ်၄ဒီနေ့ကတော့ပြိုင်ပတ်မရှိတဲ့ဘောလုံးကွင်းပါအခုမြင်နေရတဲ့ဘရာဇီးကဘောလုံးကွင်းကြီးအားဆိုရင်ကံမန်းသူလည်းမရှိတယ်လို့ပြိုင်ပတ်လည်းမရှိဘူးဆိုပြီးတော့နံပါတ်ကြီးပါတယ်ဟမ်ဇလန်းလေးရဲ့အစကတော့ဒီလိုပါတနောက်ဆလီကဘာဖလားမှာဘရာဇီးနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ရပါတယ်ဒါကြောင့်ဘရာဇီးနိုင်ငံတော်မှာကဘာဖလားပွဲတွေကျင်းပဖို့အတွက်ဘောလုံးကွင်းအသစ်တွေလည်းဆောက်လုပ်ခဲ့ရပါတယ်အဲ့ဒီထဲမှာခုနပြောတဲ့ကွင်းကြီးလည်းပါဝင်ပါတယ် ဒီကွင်းကြီးကိုဒေါ်လာဘီလီယံနဲ့ခြိသုံးပြီးတိဆောက်ခဲ့ပေမဲ့ကဘာပလာတပွဲမှတော့မကန်လိုက်ရပါဘူးအချောင်းကတော့ကွင်းကတော်ရဲရောက်နေလို့ပါဒီကွင်းကိုအမေဇုန်တက်တော်ထဲမှာဆောက်လုပ်ထားတာဖြစ်ပြီးတော့အဲ့ဒီကိုသွားဖို့ဘာလမ်းမှကိုမရှိပါဘူးသွားစရာလမ်းဆိုလို့အမေဇုန်မြစ်ကြီးတစ်ခုပဲရှိတာဖြစ်ပါတယ်ဒါကြောင့်ဘလုံးသမားတွေကိုသက်ဆွန်ဆံပြမကန်နိုင်စေချင်တာကြောင့်ဒီကွင်းကိုအတော်မပြုတ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ဒါဆိုရင်ဒီကွင်းမှာဘသူမှမကန်ဘူးလားဆိုရင်တော့ရက်ွက်ထဲကကလေးတွေကန်တယ်လို့တော့သိရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်